သင်ပြကြတာဗျာဒီကနေ့ဗီဒီယိုမှာတော့ Binance ရဲ့16ခုမြောက် Holla Airdrop Project ဖြစ်တဲ့ Heyday ကို review လုပ်ပေးသွားမှာဖြစ်ပါတယ် Heyday ဆိုတာတော့ Sui Blockchain ပေါ်မှာတည်ဆောက်ထားတဲ့ Liquid Staking Protocol တစ်ခုပါဒါဆိုရင် Liquid Staking နည်းပညာကဘယ်လိုအလုပ်လုပ်တယ်လဲ Sui Blockchain ဆိုပါတော့ဒီ Sui Blockchain ကိုကျွန်တော်တို့ security ပို့ပြီးအားကောင်းနေတယ်ဆိုလို့ရှိရင်သူ့ရဲ့ blockchain ပေါ်မှာ Sui token တွေကိုတွားပြီးတော့ stake လုပ်မယ်အဲ validator တွေကနေပြီးတော့ဒီ transaction တွေကိုစစ်ဆေးမယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့က reward တွေပြန်လည်ရရှိမယ် ပုံမှန်အမည်ကိုပိုင်ထားတဲ့ crypto တွေ token တွေကို network ပေါ်မှာသွားပြီး stake လုပ်တဲ့အခါကျွန်တော်တို့ဒီ token တွေကထုတ်ပြီးသုံးလို့မရတော့ lock တော့ခတ်ပြီးတင်ထားလို့ဖြစ်သွားတယ်အခုနောက်ပိုင်းမှာ liquid staking နည်းပညာကိုအသုံးပြုခြင်းရပြီးဒီပြဿနာကိုဖြေရှင်းသွားနိုင်တယ် hey တယ်ကိုအသုံးပြုပြီးတော့ sui blockchain ပေါ်မှာ staking သွားလုပ်လိုက်တဲ့အခါ receive token ဆိုပြီးတော့နောက်ထပ် token အစားထိုးလေးကျွန်တော်တို့ပြန်လည်ရရှိမယ်။အဲ့ဒါကတော့ stake assets ကို ကိုစားပြုတဲ့အစားထိုး token တစ်ခုပါ။ဒါဆိုလို့ရှိရင်ရှင်းပါပြီ အဲရရှိလာတဲ့ token ကိုကျွန်တော်တို့အစားအသောအနေနဲ့အသုံးပြုပြီးတော့ DeFi application တွေ platform တွေပေါ်မှာပြန်လည်အသုံးချနိုင်တော့မှာဖြစ်ပါတယ်။ဒီသဘောတရားကဘာနဲ့တူလဲဆိုရင်အပြင်မှာအိမ်တစ်လုံးကျွန်တော်ပိုင်ထားတယ်။ကျွန်တော်အိမ်ငှားတင်ထားတယ်။အိမ်ငှားကနေပတ်စံရတဲ့ငွေကိုကျွန်တော်အသုံးပြုတယ်။အိမ်ရဲ့တန်ဖိုးလည်းရော့မသွားဘူး။ဒီသဘောတရားနဲ့တူတူပါပဲ။ဒီတဲ့ project ကိုလေ့လာကြည့်တဲ့အခါမှာတော့ဒီထက်သဘောတရားတွေပို့ပါတယ်ဗျ။နံပါတ်1ကတော့ Hayward ပါ။ဟ ီ product ကိုအသုံးပြုပြီးတော့ blockchain နယ်ပယ်တွေပေါ်မှာအတိုးအများဆုံးပေးနိုင်တဲ့နှုံးတွေကိုအလုံးလျောက်ရှာဖွေပေးနိုင်ပါတယ်။အမှတ်နှစ်ဖြစ်တဲ့ HMM လို့ခေါ်တဲ့ Hayden Market Maker ကိုအသုံးပြုပြီး trading liquidity တွေကိုအကောင်းဆုံးဖြစ်အောင်လို့ algorithm တွေနဲ့ချိန်ညှိပေးတဲ့စနစ်ပါရှိတယ်။အဲဒီစနစ်က Sui blockchain ပေါ်မှာ DeFi integration တွေကိုလည်းအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးနေပါတယ်။ ဒီကနေ့2025မေ10ရက်ကနေ13ရက်အတွင်း Binance ကရဲ့ Simple Wallet ထဲမှာ BNB သိမ်းနိုင်ဆိုလို့ရှိရင်တော့ Hola Error တွေ Automatic ကိုယ့်ရဲ့ Spot Wallet တွေရောက်နေပါပါ Hola Error လို့ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ Wallet ထဲမှာ BNB တွေ Hold လုပ်ထားရဆိုလို့ရှိရင်အခုလိုမျိုး Hola Error Project တွေလာတိုင်းကိုက Airdrop တွေအလကားရနေပါပါဒီတစ်ခါ Binance Exchange ပေါ်မှာ Hey Token တွေကိုတန်း30 Airdrop ချသွားပေးခဲ့ပါတယ်ဒါတော်တော်လေးရရောတဲ့ပမာဏတစ်ခုပါဗီဒီယိုကြည့်ရှုရဲ့မိတ်ဆွေတွေ Airdrop လွတ်သွားရဆိုလို့ရှိရင်လည်းစိတ်မကောင်းမဖြစ်ပါနဲ့ကျွန်တော်မှာသတင်းကောင်းတစ်ခုရှိပါတယ် Binance က Hola Airdrop ကိုဇက်တိုက်ချပေးနေကြတာအချိန်တော်တော်ကြာနေသွားပြီ။နောက် Airdrop တွေလည်းဆက်လက်ရှိနေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ Airdrop အလကားရကြနေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Simple and Wallet ထဲမှာ BNB သိမ်းဆည်းထားပါခင်ဗျ။ Hey there ကနည်းနည်းရရ protocol တခုတော့မဟုတ်ဘူးဗျ။ဒီ project ဖြစ်မြောက်ဖို့အတွက် Sui Foundation, Animoca Brand နဲ့ Hashto ကနေပြီးတော့ support လုပ်ထားတယ်ဒီကောင်တွေကဘာကောင်တွေလဲဆိုလို့ရှိရင်တော့ Web3 infrastructure နဲ့ gaming level မှာအကြီးဆုံးသောအဖွဲ့အစည်းတွေပါ လက်ရှိဈေးကွက်ထဲမှာ investor တွေက stoic ecosystem ကို defi နဲ့ပဲမှာ leader promo ပြီးတော့တိုးတက်ကြီးထွားလာဖို့အတွက်မျှော်လင့်နေကြတယ်။အဲ့လိုကြီးမားတိုးတက်ပြောင်းလဲဖို့အတွက်လည်း hey the project ရဲ့အကူအညီထောက်ပံ့တွေလိုအပ်ပါတယ်။ဒါကြောင့်မလို့မင်းတို့တို့ hey the project မှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် smart investment မဟုတ်တော့ပါဘူး။ strategic investment ဖြစ်နေပါပြီ။ token အမည်ကတော့ hey the protocol ပါ။အတူကောက HAEDL ဖြစ်ပါတယ်။ Total supplier 1 billion ဖြစ်ပြီးတော့လက်ရှိ circulating supplier 195 million ရှိပါတယ်။ ေရတိုကေကို မေလ23ရက်15နာရီ UTC မှာစပြီးတော့ exchange ပေါ်မှာ list လုပ်မယ်။ trading pair တွေကတော့ USDT, USDC, BNB, FTUSD နဲ့ နောက်ဆုံး TRY စတဲ့ပဲတွေနဲ့ trading လုပ်လို့ရမှာဖြစ်ပါတယ်။ပဋိဌာန်းမယ့်အရာတစ်ခုကတော့ Heyday က C-Tech အုပ်စုအောက်မှာပါဝင်နေတဲ့အတွက်အတက်ကျန်းအကျကျန်းများပါတယ်။ဒါကြောင့်မလို့ယင်းဒီမြောက်နယ်မှုတွေလောက်တော့မယ်ဆိုလို့ရှိရင်တော့ Mixer ကို DYO ကလုပ်ဖို့လိုပါတယ်။အခုနောက်ပိုင်း Crypto Project အသစ်တွေ Liquid Staking Protocol နဲ့ပဲကိုအာယုံစိုက်လာကြတာတွေ့ရတယ်ဗျ။ဒီနယ်ပယ်ကတနည်းအားဖြင့် Cryptocurrency နယ်ပယ်မှာအလင်းမဲ့ဆုံးတိုးတက်ပြောင်းလဲလာတဲ့နယ်ပယ်တစ်ခုလို့ဆိုရမှာပါ။ဒါကြောင့်လဲဆိုရင် Crypto မှာ Blockchain Ecosystem အကောင်ဆုံး Ethereum ပေါ်မှာဆိုလို့ရှိရင် Lite တို့ Solana blockchain ပေါ်မှာဆိုလို့ရှိရင် Marinate အခုလက်ရှိနာမည်ရမ်းကြီးလာတဲ့ Layer 1 Sui blockchain ပေါ်မှာတော့ဘာမှမရှိသေးတဲ့အတွက်သူ့အတွက်လည်း Liquid Staking Protocol ကောင်းကောင်းတစ်ခုလိုအပ်နေပါတယ်။ဒါကြောင့်မို့လဲ Hey တွေကအခုလွတ်နေတဲ့အိမ်ကိုဝင်ဖြည့်တယ်လို့ကျွန်တော်မြင်ပါတယ်။ဒါဆိုရင်အခုဗီဒီယိုစောင့်ကြည့်ပြီးတဲ့အချိန်မှာမိတ်ဆွေတို့က ဟေးတဲ့ project airdrop ချခဲ့အချိန်မှာရခဲ့တဲ့ပြည်စီမရခဲ့တဲ့ဖြစ်ပါသေးကျွန်တော်တို့ now project တစ်ခု လာတော့မယ်ဆိုလို့ရှိရင် BNB ကိုကိုယ့်ရဲ့ simple wallet ထဲမှာ flexible lock staking တစ်ခုခုလုပ်ထားတယ်ဆိုလို့ရှိရင် make sure တို့ဒီလို airdrop project တွေကအစင်အမြဲရနေမှာဖြစ်ပါတယ် cryptocurrency တွေဘက်ကအတက်ကျန်းအကြကျန်းဖြစ်ပါတယ်ဒီနည်းမျိုးနံ monetization တွေချတော့မယ်ဆိုလို့ရှိရင်တော့မိမိကိုယ်တိုင်စူးစမ်းလေ့လာပြီးတော့မှစောင့်တဲ့ချက်ချဖို့အတွက်အကြံပြုရစေနောက်ဗီဒီယိုမှာပြန်လဲဆောင်ရွက်ပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်